မင်္ဂလာပါရှင်။မော်တာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။အမေရိကန်နိုင်ငံကအီရန်နိုင်ငံရှိနျူကလ িয়ার ဆက်ရုံတွေကိုဇွန်လ22ရက်မှာပြင်းမဲ့ထားပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။အီရန်ရှိနျူကလ িয়ার ဆက်ရုံကိုတိုက်ခိုက်ချိန်အတွင်းအမေရိကန်စစ်တပ်ကဘလို့လက်နက်မျိုးတွေတုံးခဲ့တယ်လဲဆိုတဲ့အချက်နဲ့အဲဒီလက်နက်တွေကဘလို့စွမ်းရည်ကောင်းတွေရှိနေတယ်လဲဆိုတာကိုရုပ်သံပိုင်းထဲမှာပြောပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မော်တာမီဒီယာ channel ကို subscribe နဲ့အိုင်ရန်ရှာတွေလုပ်ပေးပါအောင်ရှင်ပြည်ထောင်ကြီးရင်အီရန်နဲ့အစ္စရေးနိုင်ငံကြားမှာစစ်ပွဲဖြစ်နေချိန်မှာပဲအမေရိကန်ဟာဇွန်လ22ရက်နေ့ကအီရန်ကိုတိုက်ခိုက်မှုနဲ့အတူစစ်ပွဲပါဝင်လာခဲ့တယ်လို့သိရပါတယ်အီရန်နိုင်ငံရဲ့နျူကလ িয়ার စခန်းတွေဖြစ်တဲ့ဖော်တိုနာတက်အဖာဟန်တို့ကို အမေရိကန်ပြည်ထောင်စုကတိုက်ခိုက်ခဲ့ရမှာဗီဒူးကိုပြောက်လေရင်တွေပါဝင်ခဲ့တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအတည်ပြုခဲ့ပါတယ်။အမေရိကန်အရာရှိတုံးကလည်း Fordo Nuclear စက်ရုံနဲ့ Natan Nuclear စခန်းတွေမှာဘန်ကာဘူစတာဘုံတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေနယူးယောက်တိုင်းသတင်းဌာနကပြောဆိုခဲ့ပါတယ်။အီရန်ကိုတိုက်ခိုက်ရာမှာအမေရိကန်ရဲ့အဓိကလက်နက်တစ်ခုအဖြစ်ပါဝင်ခဲ့တဲ့ B2 Separate လျှို့ဝှက်ဘုံကျဲလေယာဉ်ဟာတာဝေးပြန့်တန်းနိုင်တဲ့လေးလံနဲ့ယူဝါမြောက်ဘုံကျဲလေယာဉ်ဖြစ်ပြီးရန်သူလေကြောင်းကာကွယ်စနစ်တွေကို ်ထိုးပေါက်ဝင်ရောက်ကတိကျတဲ့ပြင့်မှတ်တွေကိုတိုက်ခိုက်နိုင်တဲ့အပြင်ရေဒါနဲ့အဖမ်းရခတဲ့ကိုပြောက်နည်းပညာကြောင့်ကြော့ကြပါတယ်။အရေဘီတူဆပရိတ်လျှို့ဝှက်ပုံကျဲလေရင်ဟာတန်မိုအပြင်အမေရိကန်ဒေါ်လာနှစ်တသက်မှ1ဘီလီယံကန့်ကုန်ကျပြီးတော့ဆေးဘက်လေရင်တွေတဲမှာဈေးအကြီးဆုံးလို့သတ်မှတ်ကြပါတယ်။အရေဘီတူဆပရိတ်မဟာဗျူဟာမြောက်ပုံကျဲလေရင်ကိုအမေရိကန်နိုင်ငံအခြေစိုက် North Grumman Corporation ကထုတ်လုပ်ပါတယ်။ အီရန်နိုင်ငံရဲ့ဖော်ဒိုနျူကလီးယားစက်ရုံတို့မျိုးတောင်ပေါ်မှာနည်းနည်းရှန်ရှိုင်းတိစောက်ထားတဲ့အကာအကွယ်အများဆုံးအီရန်နျူကလီးယားစကန်တွေကိုတိုက်ခိုက်နိုင်လောက်တဲ့ကြီးမားတဲ့ဘုံတွေကိုတည်ဆောင်နိုင်တဲ့တခုရဲတော်လျင်ဖြစ်ပါတယ်။ဗီဒိုဆက်ပရက်မဟာဗျူဟာမြောက်ဘုံကျဲလျင်ရဲ့ပြန်တန်းနိုင်တဲ့အကွာအဝေးဟာရေမိုင်း6600ကီလိုမီတာကန့်ရှိပါတယ်။လေထဲမှာအစီအပြေတင်းနိုင်တဲ့အတွက်ကမ္ဘာပေါ်ရှိဘယ်ပြက်မှတ်ကိုမစိုးပြန်တန်းရောက်ရှိနိုင်ပါတယ်။ အရိဘီတူဆက်ပရိတ်မဟာဗျူဟာမြောက်ဘုံကျဲလေရင်ရဲ့လက်နဲ့တင်ဆောင်နိုင်မှုဟာတမယိုးကျလက်နဲ့မျိုးစုံအပြင်ယူကလီးယားလက်နဲ့တွေကိုပါတည်ဆောင်နိုင်ပါတယ်။အရိဘုံကျဲလေရင်မှာလေရင်အမှုတန်းပြေလေရင်မှုတအူနဲ့မစ်ရှင်ခေါင်းဆောင်တအူစုစုပေါင်းနှစ်အူပါဝင်ပြီးတော့အမေရိကန်စစ်ဌာနချုပ်မှာအရိဘီတူဆက်ပရိတ်မဟာဗျူဟာမြောက်ဘုံကျဲလေရင်20ဒစီတာထုတ်လုပ်ခဲ့ပါတယ်။အရိဘီတူဆက်ပရိတ်မဟာဗျူဟာမြောက်ဘုံကျဲလေရင်ရဲ့ပြုတ်ဝက်နေပညာမှာ ေတာလှိုင်းကိုဆော့ယူနိုင်တဲ့ပစ္စည်းတွေနဲ့ရန်သူလေကြောင်းကာကွယ်စနစ်တွေက ထောက်လန်းမှုကိုလျော့နှဲစေတဲ့တောင်ကျိုးဒီဇိုင်းတွေပါဝင်ပါတယ်။ဗီတိုရဲ့ရေတာဖြတ်ပိုင်း area ဟာငှက်ငယ်လေးတစ်ကောင်နဲ့နှိုင်းရှင်နိုင်လောက်အောင်နေပါတာကြောင့်တမယိုးကျရေတာတွေအတွေ့အမြင်နိုင်လောက်အောင်ဖြစ်စေပါတယ်။၎င်းရဲ့ပေါင်းဆက်ပစ္စည်းတွေအထူးအပေါ်ရန်လွှာတွေနဲ့တောင်ပံဒီဇိုင်းတွေကလျော့ဝက်စွမ်းရည်ကိုပံ့ပိုးပေးထားပါတယ်။ဗီတိုပုံကျဲလေယာဉ်တွေဟာမစ်ဆူရှိပြည်နယ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းမှ စတင်လှုပ်ရှားကြပါတယ်။အမေရိကန်ဟာ B2 Separate မဟာဗျူဟာမြောက်ဘုံကျဲလေရင်ပေါ်ကနေမြေအောက်မှာခိုင်ခိုင်မာမာ ဆောက်လုပ်ထားတဲ့ဘန်ကာတွေကိုဖျက်ဆီးနိုင်စွမ်းရှိတဲ့ဘန်ကာပတ်စတာဘုံတွေကိုလည်းအသုံးပြုခဲ့ပါတယ်။အမေရိကန်စစ်တပ်ဟာဘန်ကာပတ်စတာဘုံတွေကို B2 Separate အမျိုးအစားမဟာဗျူဟာမြောက်ဘုံကျဲလေရင်ကြီးအပေါ်မှာတင်ပြီးစဲချခဲ့ရလေဖြစ်ပါတယ်။ B2 အမျိုးအစားလေရင်ရဲ့အတွင်ပိုင်းလက်နက်ခန်းကို လျှော့ဝဲနိုင်မှုစွမ်းရည်ကိုထိမ့်သိမ်းထားရင်းနဲ့ကြီးမားတဲ့အနှစ်ပမာဏတွေကိုတည်ဆောက်နိုင်အောင် အထူးဒီဇိုင်းထုတ်ထားပြီးရော GPU 57အမျိုးအစားဘုံးနှလုံးအထိတည်ဆောက်နိုင်ပါတယ်။ GPU 57အမျိုးအစားဘုံးဟာအလေးချိန်ပေါင်း3000 73တန်ကျော်အလေးချိန်ရှိပြီးတိကျစွာထိန်းချုပ်နိုင်တဲ့ဘုံးဖြစ်ကဘန်ဂါဘက်စတာဘုံးလို့လည်းခေါ်ဆိုကြပါတယ်။ ABC News သတင်းဌာနရဲ့ဖော်ပြချက်အရာ GBU-57 အမျိုးအစားပုံးဟာ Fordo Nuclear စကန်ကို ထိုးပေါက်ဖျက်ဆီးနိုင်တဲ့တခုတည်းသောတမန်ရိုးကျလက်နက်လို့ယူဆရပါတယ်။ဒီပုံးဟာ73နံကျော်အလေးချိန်ရှိပြီး6မီတာ20ဒသမ5ဗီမြင့်ကမြေအောက်အတွင်းမှာတိဆောက်ထားတဲ့ဘန်ကာတွေဥမင်လှိုင်းကောင်းတွေလိုခိုင်မာတဲ့အဆောက်အဦတွေနဲ့ပြက်မှတ်တွေကိုဖျက်ဆီးဖို့အတွက်အထူးဒီဇိုင်းထုတ်ထားဖြစ်ပါတယ်။ GBU-57 အမျိုးအစားပုံးဟာမြေအောက်မီတာ60ပေ200အထိထိုးပေါက်ဝင်ရောက်နိုင်ပြီးမှ ပေါက်ကွဲနိုင်တယ်လို့ယုံကြည်ရတယ်။ဒီတိုက်ခိုက်မှုတွေဟာအမေရိကန်ရဲ့အစစ်မြင့်စစ်ဘက်နည်းပညာနဲ့အီရန်ရဲ့အကာအကွယ်အများဆုံးမြေအောက်စခန်းတွေကိုပြင်းပထားတိုက်ခိုက်နိုင်ွယ်ကိုဖော်ပြနေပါတယ်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်တွေရဲ့မှာဖော်ဒိုနျူကလ িয়ার စက်ရုံကအဓိကအစိပ်ပိုင်းအဖြစ်ပါဝင်နေရ။အဲ့ဒီစက်ရုံကိုဖျက်ဆီးနိုင်မှာသာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဟန်တားနိုင်ွယ်ရှိပါတယ်။အစ္စရေးဟာအီရန်နိုင်ငံရဲ့နျူကလ িয়ার အဆောက်အဦတွေကိုတိုက်ခိုက်ခဲ့ပေမဲ့အီရန်ရဲ့ဖော်ဒိုနျူကလ িয়ার စက်ရုံကို ပျက်စီးအောင်တိုက်ခိုက်နိုင်စွမ်းမရှိဘူးလို့သိရပါတယ်။ဖော်ဒိုနျူကလီးယားစက်ရုံဟာမြောက်မှာတိစောက်ထားတဲ့စက်ရုံဖြစ်တဲ့အတွက်အလေးချိန်ပေါင်3000ရှိဘန်ကာဘတ်စတာဘုံလိုမျိုးဘုံနဲ့ဖြက်စီးမှသာပျက်စီးဝယ်ရှိပါတယ်။အစ္စရေးနိုင်ငံမှာအလေးချိန်ပေါင်3000ရှိဘန်ကာဘတ်စတာဘုံမရှိသလိုအဲ့ဒီဘုံကိုတင်ဆောင်နိုင်မဲ့စစ်ဘက်သုံးလေယာဉ်မျိုးမရှိတဲ့အတွက်အမေရိကန်နိုင်ငံကစစ်ပွဲထဲမှာပူပေါင်းပါဝင်လာခြင်းဖြစ်ွယ်ရှိရလို့သုံးသပ်မှုတွေလည်းရှိနေပါရဲ့ရှင်။